လူတွေကလေဖြစ်တော့မှသာမျက်ကလေးဆံပြဖြစ်ကြတာသိလားကိုဗစ် -19 တော့လည်းအဲ့လိုပဲကိုဗစ်ဖြစ်တော့မှသာဟာ mask တွေတက်မယ်လက်တွေဆေးမယ် flu vaccine တွေထိုးမယ်ကာဝယ်ဆေးတွေထိုးကြမယ်ဆိုပြီးတော့လူတွေကဟိုဝင်းနေစရာတကယ်ကြရာဒီအကျင့်တွေကငိုတွေကရှိရမယ်အကျင့်ပဲအခုဆိုလည်းအဲဒေါက်တာစိတ်မြန်မာတပီလုံးကိုဟိုကျမကြီးဟောပြောတယ်ပေါ့နော်အာစိတ်ဒီ seminar တွေ talk တွေဟောပြောပွဲတွေ video တွေကနေပြောတယ်အဲလိုက်နာကြမယ်လို့တော့နားထောင်ကြမယ်လို့တော့မျှော်လင့်တာပဲပေါ့နော်နားထောင်ကြဒါပေမဲ့ အိမ်ကမိသားစုတရောက်မှပြောလို့မရအောင်တဲ့လားပြောလို့မရအောင်အမေအမေသွေးပောင်ချင်တိုင်းလားအမေသွေးပောင်ချင်တိုင်းလားအမေသွေးပောင်ချင်တိုင်းမဟာငါမအားသေးဘူးတဲ့လားမနဲ့ငါချက်ချက်ပြောရသေးရဲ့အာမသိဘူးမေ့သွားတယ်အေးပါတိုင်းပါပါခဏနေပါဦးမတိုင်းချင်ဘူးကွာတဲ့လားအမေကအခုခွာဝေးဝက်စတီတူပဲပေးထားတယ်လေတဲ့လားအကြောင်းကြောင်းမင်းနာမဟုတ်ဘူးနော်စိတ်ကြော်ညာခဲ့တဲ့ product ပဲအဲ့ဟာဆိုရင်အဲသွေးပောင်ချင်ကိုသူကတောက်လျှောက် monitor လုပ်လို့ရတယ်ကိုကသွေးပောင်ချင်တိုင်းမို့မေ့နေတယ်ရမိုင်းလုပ်တယ်ပေါ့ဒါတက္ကနာထားလိုက်စိတ်ပြောချင်တာအဲ့ဒါမဟုတ်ဘူး အမေသွေးပါခြင်းမတိုင်ဘူးအဖေစီးကြိုရှိတယ်စီးကြိုယောဂရှိတယ်အဖေစီးကြိုလေးဖောက်စစ်ပါအာမနက်နူရူချင်းစစ်ပါအဲ့ဒါလို EMEM စစ်ဘူး6လတခါစစ်ပါ HbA1c ဖောက်ပါဆေးရုံသွားပါဆေးကန်းသွားပါဆရာကြီးနဲ့ပြန်ပြပါအာငါဘာဖြစ်တယ်ညာဖြစ်တယ်မပြောင်းဘူးအိမ်ရအကူအိမ်ရအကူဆိုကြတဲ့သဘောပေါက်လိုက်တော့ငငယ်လေးပဲရှိအောင် တွေးတို့ရှိရယ်တွေးကြစေတောက်ပါကိုယ်တိုင်တွေးဝယ်ပြီးတော့လက်ထဲထည့်ပြီးဒါဒီဆေးတောက်ပါရန်ဟိုက်ပါတန်ရှင်လူငယ်တွေမှာရှိရမလို့တောက်ပါအာပြောတယ်တောက်ပါဆိုပြလက်ထဲထည့်ရင်ဒီတရက်နှစ်တော့တောက်လိုက်တယ်နောက်ရက်ဒီမတောက်ဘူးပြောရင်လည်းပြဿနာကတွေးတို့ယောဂါလို့စီးချိုယောဂါလို့ဆိုတာကကုလို့မပြဘူးတေးတဲ့အထိပါမှာနော်ကိုရီးစားတေးတဲ့အထိမပါပေမဲ့အဲ့ယောဂါတွေကတေးတဲ့အထိပါမယ်ဟာအဲ့တော့အဲ့ယောဂါတွေကကုလို့မပြောက်ပေမဲ့အဲ ဘယ်လိုပြောမလဲထိန်သွားဆင်းနေထိန်သွားမှာသွေးတို့သွေးတို့အမြင့်ပြအောင်ကုပေးရသူရှိရဆိုရင်အဲပလင်မော်တင်ပြီးတော့ထိုင်ကတော့ထားလိုက်တော့เนาะအဲ့ဒါတွေက life long သွားတာပေါ့เนาะအဲနောက်ပိုင်း control ရသွားတာတော့တကန်တာပေါ့เนาะ life long တသက်လုံးသွားတာဖြစ်တဲ့အတွက်သူကပုံမှန်လေးဆင်းမှန်မှန်တောက်နေမှာသွေးပေါင်ခြင်းလေးက control ရတာစီးချိုလဲထုံးလေး၎င်းမယ်ဆေးလဲမှန်မှန်တောက်မယ်အစားတောက်လဲရှောင်မယ်ထိမ့်မယ်အဲ့တော့မှသူက control ရတာအဲ့လို control ရရတယ်ကိုကအမှမှာအစားတောက်နေထိုင်လေးကိုဆင်ကျင်လိုက်မယ်ပြီးရင်ဆရာဝင်နဲ့ သုံးလတစ်ခါလားခြောက်လတစ်ခါလားရက်ချင်းပြန်ပြနော်စီချိုသမားဆိုလေထုံးလေးလကမဲ့လက်ထိတ်လေးကဖောက်ုံနဲ့ကျမဆင်မရေကျမဒီနေ့အတိုင်းနာ130ပဲရှိရ150ပဲရှိရ is okay ဆိုပြီးတော့ပျော်နေရမှာမဟုတ်ဘူး HPA1C ဆိုတာရှိရအဲ့ဒါကကျတော့ဓာခွဲကန်းကနေသွားပြီးတော့ဒီ twin ညဥ်ထဲမှာရှိတဲ့တကြားပမာဏကိုဖောက်ပြီးစစ်တာအဲ့ဒါကိုစစ်တော့မှာကိုကအေးဆရာဝန်ညွှန်ကြားလိုက်တဲ့ဆေးကိုမှန်မှန်တောက်နေတာကကိုနဲ့အလုတ်ဖြစ်ရလားထိရောက်ရလားမဟုတ်ဘူးစီးစေးတောက်နေရတဲ့စီချိုရေတက်နေတော့မယ်ဆိုရင်စေးဒိုးတူရမှာလား ေးပြောင်းရမှာလားအဲဒါမှမဟုတ်တောင်းမြင်တဲ့သူစီချိုရေအရန်ထိုးကြနေဆိုဆေးလျှော့ရမှာလားရက်လိုက်ရမှာလားဒါအောင်ဆောင်ရဆုံးဖြတ်ပြရမှာသွေးတို့မှလည်းထုံးနီလကောင်မင်းသွေးတို့ရောက်တာရှိတယ်သွေးကြဆေးတစ်နှစ်တစ်လုံးဆိုတစ်လုံးတစ်လုံးမနဲ့အိယာနိုးရနဲ့မနဲ့စာစားပြတဲ့တစ်လုံးကတော့တောက်တောက်လျှောက်တောက်ွားအဲအိစာတောက်ရက်နဲ့သွေးတွေထိုးတွန်းနေတယ်ဆိုရင်ကျမတို့ဘာမှားနေလဲ သွေးကြစေတောက်ရက်နဲ့သွေးတိုးနေရအရက်တွေအများကြီးတောက်နေလို့လားဆွတ်စင်မတရားများနေလို့လားစားကျင်တာစားနေစင်လို့နေလို့လားဒါမှမဟုတ်ဆေးဒိုးစ်ကနင်းနေလို့လားအဲ့ဒါကိုဆရာဝန်နဲ့ပြန်ပြီးတော့ဆရာဝန်ကကြည့်လိုက်မယ်โอเคတလားတာအတွင်းမှာသူ့ရဲ့သွေးပေါင်ချိန်ကဆေးတောက်ချက်နဲ့မနေ့တစ်ချိန်ညတစ်ချိန်ချိန်တာဘလောက်ဘလောက်ဘလောက်ဖြစ်နေတယ်ဆေးလေးပြောင်းပေးမယ်ဆေးလေးတိုးပေးမယ်လျှော့ပေးမယ်စသဖြင့်အဲ့လိုမျိုးလုပ်ပေးရတယ်အဲ့လိုမလုပ်ဘူးဆိုရင်သွေးတိုးသမားကအာဆိုပါစို့သွေးကြစေတောက်လိုက်မတောက်လိုက် ာခေါင်းတွေကလည်းရရရရင်ခေါင်းကြိုက်တော့မှတွေးတိုက်လိုက်တယ်။တွေးတိုးနေတယ်တွေးကြစီတောက်လိုက်တယ်။အဲ့ဒါကမဟုတ်ဘူး။ကိုပူရင်တော့ဖျားတဲ့အချိန်မှာပါရာစီတမောတောက်ပျောက်တယ်လေ။တွေးတိုးတာじゃအဲ့လိုမဟုတ်ဘူး။အဲ့လိုဖြစ်တဲ့အချိန်မှာအာနည်းဖြစ်တော့ဘာဖြစ်လဲဆိုတော့နှလုံးကအထက်မှာ pressure များနေတဲ့အချိန်တွေရှိမယ်။တချို့အချိန်တွေမှာ press တွေးပောင်းနေများပေမဲ့လက္ခဏာမပြတာမျိုးကြီးပေါ့နော်။ဥမာခေါင်းကြိုက်တာမျိုးမရှိဘူး။မျက်စိတွေပြောင်ဝေသွားတာမျိုးရင်တက်လှက်လှက်တုံတာမျိုးမရှိဘူး။ဒါပေမဲ့အထက်မှာတော့တိုးနေတယ်။အထက်မှာတော့တွေး pressure အရင်များတော့ဘာဖြစ်လဲဆိုတော့နှလုံးကအဲ့ဒါကို အားကံပြီးတော့အဲ့ pressure တဲ့မြားအောင် तू ကအာသုံးပြီးနှိပ်ရတယ်အလုတ်လုတ်ရတယ်လုတ်ရတော့ဒီမာဆယ်ကြွက်သားကြီးကဘယ်လိုပြောရမလဲအာဝိဖြစ်သွားတာပေါ့နော်နှလုံးကြီးတာနှလုံးရောင်တာမျိုးဖြစ်တယ်အဲ့ခါမျိုးမှာဘာလဲဆိုတော့ heart failure ပေါ့နှလုံးရောဂါနှလုံးကလုံးဝအလုတ်ကောင်ကမလုပ်နိုင်ပဲနဲ့နှလုံးရောဂါဝင်ပြီးတော့ life to day နေမှာအသက်အန္တရာယ်ထိခိုက်တဲ့အခြေအနေတွေရောက်သွားနိုင်တယ်နော်အဲ့ဒါကြောင့်သွေးတိုးနေတဲ့သွေးတိုးရှိတော့ညာလဲနှလုံးရောဂါကိုကူရတယ်နောက်တစ်ခုကအခုပြောနေတဲ့ မာကိုကာဒီယက်အင်ဖာက်ရှင်ဟတ်အတက်နှလုံးသွေးကြောကျဉ်းတာနှလုံးသွေးကြောပိတ်တာသွေးကြောကျဉ်းကျဉ်းသွေးကြောပိတ်ခြင်းဒီဘာကြောင့်ဖြစ်လဲစိတ်လိတ်တောက်လို့ဖြစ်တယ်စားတဲ့အစားအသောက်တွေမှာအဆီအဟိတ်တွေများရင်ဖြစ်တယ်ကိုယ်လက်လှုပ်ရှားမှုမရှိရင်ဖြစ်တယ်နော်ပြီးရခါကျရင် stress safe PC မှုများရင်သွေးတို့သွေးပေါင်ခြင်းတွေအရင်တက်တယ်နှလုံးကပိုပြီးတော့အလုံးလုံးကဖြစ်တယ်ပိုပြီးတော့ stress တွေများတဲ့အတွက်နှလုံးရောဂါဖြစ်နိုင်မှု chance များတယ်အဲ့ဒါကြောင့်မလို့ သွေးတိုးကိုထိန်းနိုင်မှနှလုံးရောဂါဖြစ်မဲ့ risk ကိုချရနိုင်မှစီးကြိုကိုထိန်းနိုင်မှနှလုံးရောဂါသူဖြစ်မဲ့ risk ကိုထိန်းနိုင်မှသွေးတိုးနှလုံးစီးကြိုဆိုညီကိုမောင်နှမတွေတယောက်ရှိရင်နောက်တစ်ယောက်ကလာဖို့ ready စောင့်နေတာနောက်တစ်ယောက်ကဝင်လာဖို့စောင့်နေတာတချို့လူတွေမှာ၃မျိုးစလုံးရှိရယ်တချို့မျိုးတွေမှာတစ်ခုပြီးတစ်ခုတစ်ခုဝင်လာတာမျိုးရှိတယ်ဂယုမဆိုင်ရင်ပေါ့ဒါကြောင့်မလို့အာအခုနောက်ပိုင်းကျတော့လူငယ်တွေက stress အရင်များလာတယ်နော်ဟိုဆိုပါစို့ ိုယ်ရဲ့လက်ရှိအခုခင်အခြေအနေရမပျော်တဲ့သူတွေများလာကြတာပေါ့နော်ကိုချစ်သူခင်သူတွေနိုင်ငံရဲ့ခြားတွေကိုထွက်သွားတယ်လုပ်ငန်းကံကံတွေအဆင်မပြေဘူးနေရတဲ့ခင်အခြေအနေကအရင်ကလောက်ပျော်ဖို့မကောင်းတော့ဘူးဖြစ်တဲ့ခါကျတော့စိတ်ညစ်တယ် အမှမှာ struggle လောက်ရတယ်ရုန်းကန်တယ်စိတ်ဖိစီးမှုတွေများလာတော့ stress များတယ် stress များတော့နှလုံးထိတယ်သွေးတိုးတွေပိုဖြစ်တယ်အမှမှာမျိုးရောကသွေးတိုးရောဂါရှိရယ်မျိုးရောကနှလုံးရောဂါရှိရယ်မျိုးရောကဆီးကျူရောဂါရှိရယ်ကိုကလည်းနည်းနည်းလေးအစာတောင်းချမ်းတယ်ဝါတယ်စိတ်လေးတောက်တယ်ဆိုရင်ပြီးရောဒီရောဂါတွေဖြစ်ကုန်အဲ့ခါမျိုးမှာ okay ကျွန်တော်က30ကျော်ပဲရှိသေးတယ်သွေးကြစီကိုမတောက်ဘူးမတောက်ဘူးဘာမှမဖြစ်ဘူး လို့ထင်နေတာဘာလို့လဲဆိုတော့သွေးပေါင်ချိန်မတိုင်းလို့အဲ့တော့သွေးပေါင်ချိန်ကလည်းမှန်မှန်တိုင်းရမယ်သွေးကြစီကလည်းမှန်မှန်တောက်ရမယ်အဲ့ဒါကိုကရကော့လုပ်ထားရမယ်ဖြစ်တာဆက်ရအကြံပေးရသွေးတိုးရှိရဲ့မြည်သူမဆိုးစီးကျူရှိတဲ့မြည်သူမဆိုးဆေးကိုနေ့တိုင်းမှန်မှန်တောက်ပါထမင်းနေ့တိုင်းစားသလိုဆေးကိုနေ့တိုင်းတောက်ပါအလားတူစားသွေးပေါင်ချိန်ကိုဟိုအရင်မစိုးဘူးဆိုရင်တော့တနေ့တစ်ချိန်ပေါ့ဆေးဝဲဆိုရင်တော့မနေ့တစ်ချိန်ညတစ်ချိန်မှန်မှန်လေးတိုင်းပြီးရက်ဆွဲလေးနဲ့စာအုပ်မှာဖြစ်စေဖုန်းရဲ့ notepad မှာဖြစ်စေမှတ်ထားမှတ်ထားပါပြီးရခါကျရင်6လတစ်ခါ သုံးလတခါတော့လကောင်းဆရာဝင်ကို့ဒီဆေးကိုတောက်ပါလို့ညှို့လိုက်တဲ့ဆရာဝင်ပြန်ပြပါဆရာကြီးကျွန်တော်ကတော့ကျမကတော့ဆေးတောက်ရက်နဲ့အစားတောက်လဲထိန်းရက်နဲ့ကျွန်တော်ရဲ့သွေးပေါင်ခြင်းကဒီလိုပါကျမရဲ့စီးကြိုကတော့ဒီလိုမျိုးရှိပါလားအစာမဆိုင်ဘူးလို့အဲ့လိုပြအဲ့ခါကျရင်ဆရာဝင်ကကုသပြရတာအင်မတန်အဆင်ပြေတယ်အရန်အဆင်ပြေတယ်ဆိုရင်တော့ကားကားပေါ်မှာဆိုလှုပ်နေတော့နားထောင်ရတော့မူးနေမလားတော့မသိဘူးကြည့်ရတာမူးနေမလားတော့မသိဘူး နာအတန်မဲနားထောင်ရုပ်ကြည့်နေတယ်တော့เนาะအဲ့တော့အဲ့ဒါကိုကြည့်ပြီးတော့မှအဆောင်ရ adjust လုပ်ပေးရတယ်အဲ့လိုဆိုရင်နောက်ဆက်တွဲဖြစ်တယ်ခုနပြောလို့ပေါ့နှလုံးသွေးကြောကျင်းတာပိတ်တာတွေမဖြစ်တော့ဘူးသူကမဟုတ်ရင်သွေးတွင်းကကျွန်မကပိန်ပိန်လေးလေဘယ်လိုလို့သွေးတွင်းအစီများမှဟိုဘယ်လိုပြောမလဲနှလုံးသွေးကြောပိတ်ပါလဲဆိုပိန်နာဝတာအထက်သူကသွေးထဲမှာ blood ထဲမှာ cholesterol တွေများရင်ပိတ်တယ်ပြီးနောက်တစ်ခုကလှုပ်ရှားမှုမရှိရင်သွေးပစ်တာ သွေးပစ်တယ်အခါကျရင်အသွေးခဲတာတို့သွေးပစ်တာတို့ဖြစ်တဲ့အခါမျိုးကျရင်အဲ့လိုလူမျိုးတွေမှာဆိုရင်လည်းနှလုံးသွေးကြောကျင်းတာပိတ်တာပြီးရင် stroke လေဖြတ်တာအုံနောက်ကိုသွားတဲ့သွေးကြောလေးမှာခုနသွေးခဲလေးတွေသွားပိတ်တာမျိုးဆိုရင်လေဖြတ်သွားအောင် တချမ်းငငယ်ရွယ်နဲ့သွားပြီအာငငယ်ရွယ်နဲ့ဖြစ်တယ်နော်အသက်ကြီးမှလေးဖြစ်တာခင်မဟုတ်တော့ဘူးစိတ်တို့ကလေးဘဝတုန်းကဒီယောဂတွေကအဖိုးအဖွားတွေဖြစ်တာအခုအဲ့လိုမဟုတ်ဘူး30 40ပတ်ချာလဲလူတွေမှာဖြစ်နေကြပြီကြုံနေကြပြီနော်အဲ့ဒါကြောင့်မို့အကြံပေးချင်ပါတယ်ကိုကိုကိုချစ်တယ်ဆိုရင်အာနည်းနည်းလေးခယူးဆိုင်ပေးပါစိတ်ပြောချင်တာချစ်တယ်ဆိုတာကကိုကိုချစ်တယ်ဆိုတာဟိုဘယ်လိုပြောမလဲစကင်ကေးလေးလောက်ပြီးတော့ဘားတွေမှာပျော်ပြီးတော့အာ ဟို relationship တွေထယ်လဲတွဲနေတာကိုယ့်ကိုယ်ချစ်တာမဟုတ်ဘူးအဲ့ဒါမှားနေတာပေါ့နော်လူဆိုတာတင်မျိုးကြီးပဲတင်ရမှာပဲလုံးမနေပါနဲ့ okay တင်ရမှာတော့မှန်တယ်ဒါပေမဲ့ညံနဲ့ရှင်ပြီးတော့တေတဲ့တေထိုက်တဲ့အချိန်မျိုးမှာတေသွားတာမျိုးပဲဖြစ်တယ်နဲဆိုပါဆိုစိတ်လို့ပစ္စည်းတလုံးခုဝဲကင်နေဆိုပါဆိုဒီပစ္စည်းကဟိုတသက်တာ warranty ဘယ်သူပေးလို့လဲဖုန်းမဲ့ဖြစ်ဖြစ်ဘယ်ပစ္စည်းမစင်းဆိုပြတ်မှာပဲသို့တော်စနစ်တကျစီးစနစ်တကျစီးကဲရှိရှိကင်နေဆိုရင်ဒီတစ်နှစ်ကအာဒီပစ္စည်းက စင်နှစ်ကင်ရတာဖြစ်ကောင်းဖြစ်နေပြစ်စက်လက်ခတ်ဆိုရင်တနည်းနည်းမှာပဲပြက်စီးသွားတာမျိုးဖြစ်နိုင်တယ်အဲ့တော့ကိုပေးရတဲ့ငွေကိုပေးရတဲ့ effort တွေနဲ့အဲလက်ဟက်သက်ဖြစ်တာပေါ့နော်လူလဲထုံနေလည်းကောင်းမယ်လူတိုင်းတေမှာပဲတေမယ်ဆိုပင်ရဲ့လေတေတဲ့တေထိုက်တဲ့အချိန်တေရမယ့်အချိန်တက်တန်းစီတော့မှတေတာမျိုးကိုပဲဆင်ရဖြစ်စေခြင်းတယ်ပြီးတော့သွေးပစ်တဲ့ကိစ္စနည်းနည်းပြောခြင်းတယ်သွေးပစ်တာကအာတချို့သွေးခဲကခြေတလုံးမှာပိတ်တာလည်းရှိတယ် နှလုံးသွေးကြောမှာသွားပိတ်တာလည်းရှိရယ်။အုံနောက်မှာသွားပိတ်တာလည်းရှိရယ်။အဆုတ်မှာဆုတ်သွားတဲ့သွေးကြောမှာပိတ်တာလည်းရှိရယ်။အဲ့တော့သွေးကြဲစီမှန်မှန်တောက်ရတယ်။အဲသွေးကဲပြိုသွေးကြဲစီသွေးကဲပြိုစီစသဖြင့်ရှိရယ်။သွေးကြဲစီတောက်တဲ့အခါမှာအမလေးတကုံတော့ဆောက်တောက်နေလို့မရဘူး။ monitoring လို့ခေါ်တဲ့အဲစောင့်ကြည့်တာပေါ့လေ။အဲ့တော့ရချိန်ဆောင်ရချိန်သွားရင်ဆောင်မရပတ်စံလို့ရှင်လို့ခေါ်ရလို့ထင်ကြတယ်။ရချိန်သွားတော့မှတချို့တွေသွေးကြဲစီတောက်နေရင်းနဲ့ဝမ်းထဲမှာသွေးတွေပါလာတာမျိုး နီနီမြင်ရတာမဟုတ်ဘူးဝမ်းမဲမဲသွားတာမျိုးတွေနှာခေါင်းသွေးရှင်တာမျိုးတွေထိတ်ခနဲရှိဟိုအသေးဖွဲလေးတွေနဲ့သွေးသွေးရိုထွက်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အဲ့အကြောင်မလို့သွေးကျဲစေးတောက်မတောက်အောင်လားဆိုတောက်ရတယ်သို့တော့ဟိုဟိုရက်ရမဲ့အချိန်ရှော့ရမဲ့အချိန်ဆိုတာရှိတယ်အဲ့ဒါတိဖို့ကြောင့်ဆရာဝန်နဲ့ရက်ချင်းတစ်ချက်ပြန်ပြစီခြင်းပါတယ်ဒါကတစ်ချက်ပေါ့နောက်တစ်ခုကသွေးကျဲကျင်တဲ့သူတွေဘာလုပ်ရမလဲရေများများတောက်လမ်းလျှောက်လမ်းများများလျှောက်ကိုယ်လက်လှုပ်ရှားမှုလို့ဟင်းဒီဟင်းရွယ်အတီးအနှံများများစားပြီး เนาะဒါလေးကဖြစ်ဆွပြီးတော့ပြုတ်ပြရာအဲ့တော့ဂျာထဲမှာကိုကအသက်ကိုညံ့ဆောက်ပါလေညံ့ဆိုတာတခြားဘာမှမဟုတ်ပါဘူးကို့အတွက်ဒီဆေးလေးတောက်လိုက်လို့နေ့တိုင်းသွေးပေါင်ချိန်လေးတိုင်းလိုက်လို့ဒီအစားတောက်လေးရှောင်လိုက်လို့ဒီအားကစားလေးလုပ်လိုက်လို့တချို့သောအပြုတ်မှုလေးတွေကိုရှောင်ရှားလိုက်လို့ကိုယ့်ရဲ့တတန်းကိုယ့်ရဲ့ကျမ်းမာခြင်းကရှည်ဝါမယ်ကောင်းမွန်ဝါမယ်ဆိုရင်လှုပ်တင်တာပေါ့နော်ငွေရွေနဲ့လေးဖြန့်လို့ငွေရွေနဲ့ဒီနှလုံးရဖြစ်နေတယ်တငယ်ချင်းတွေပြောရင်ကိုလိုက်မပြောနိုင်ဘာလို့လဲဒီနှလုံးယောဂါကြီးရှိနေရယ် ဒီလေဖြန့်တာရှိနေအဲ့တော့ဘဝကိုပို့ပြီး enjoy ဖြစ်ခြင်းနဲ့ပို့ပျော်ခြင်းနဲ့ဆိုရင်တော့အာခုနပြောတဲ့ယောဂတွေရှိရင်စေးမှန်မှန်တောက်ပါဟိုကိုလက်လှုပ်ရှားမှုလုပ်ပါစေးလိုက်လုံးဝဖြတ်အရက်ကတော့ moderate drinking ကိုတောက်လို့ရပါတယ်ပြီးရင်တော့ပုံမှန်ဆရာဝန်နဲ့ရက်ချင်းမှန်မှန်ပြပါလိုအပ်ရင် medical check up တွေလုပ်ပါလို့စင်ကစေနာမြစ်တာစကားပြောပေးရမှာဖြစ်ပါတယ်အရင်ရင်တော့လည်းပြောဘူးတယ်ဘယ်သူမှအဖတ်မလုပ်လို့အခုထပ်ပြောပါတယ်ဒီတစ်ခါတော့အဖတ်လုပ်ပေးကြပါ